ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဇရောပကြသေးကြပါတေဆာပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဆရာတော်ဝူခုံပါကျဲဇာဝူကျုံတို့တတိုက်ဟာကျန်းစာတော်တွေကိုပြိပြီးတော့ပြန်လာခဲ့ပြီပဲဖြစ်ပါလေဇရောအသွားရှိရပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေဆာပြီးသွားမှာဖြစ်ပါလေခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနာခေါင်းလုံးနှိပ်ပြီးရောဇုံခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ီပိုင်းဆာပါတော့ဇုံခုံနဲ့ပါကျဲတို့ဟာထွက်ပြေးသွားတဲ့မိစ္ဆာနှစ်ယောက်လိုက်နေခဲ့ကြတာပါအဲ့ဒီမိစ္ဆာလင်းများနှစ်ယောက်ကတော့မိမဖြစ်သူအာဘုံရင်ဟာဗီကျူးနိုင်ငံဘင်းကိုလိညာလက်ထပ်ပြီးတော့ကလေးပေါင်း1131ယောက်ကိုဖမ်းဆီးကနှလုံးသားတွေကိုထုတ်ယူပြီးတော့စားတောက်ကြမှာပဲဖြစ်ပါတယ်ဒါမဲ့ဇုံခုံအချိန်မီသိရှိပြီးတော့ကဲတင်လိုက်နိုင်ခဲ့တာပါအဲ့မှာမိစ္ဆာနှစ်ယောက်လည်းထွက်ပြေးသွားတာကြောင့်ပါကျဲနဲ့ဇုံခုံတို့ကလိုက်လာခဲ့ကြတာဖြစ်ပါတယ်ဇုံခုံကမြေဆောင်နဲ့ပေးထားတဲ့ password နဲ့ဘော်လုံးပြိုတိုက်ခိုက်ခဲ့ပြီးတော့ပါကျဲကတော့အပြင်မှာစောင့်ကြံနေခဲ့တာပါ အပြင်မှာစောင့်ကြိုင်းခဲ့တဲ့ပါကျဲဟာအာဘုံကြီးနဲ့တွေ့ပြီးတော့အာဘုံရဲ့လက်ချက်နဲ့သတိလစ်မလို့ဖြစ်နေခဲ့ရပဲဖြစ်ပါတယ်။ဒါမှလည်းချိန်မီပြန်ပြီးတော့သတိဝင်လာခဲ့တဲ့ပါကျဲဟာအာဘုံကြီးကိုထွန်ချက်နဲ့ထုထည့်လိုက်ပါတယ်။အာဘုံကြီးကပါကျဲရဲ့လက်ချက်နဲ့တည်ဆုံသွားပြီးတော့မြေကွေးမကလေးဖြစ်နေဘဝပြန်ပြောင်းလဲပြီးတော့ကြံရင်နေခဲ့ရပါတယ်။မကြာခင်မှာပဲဝူခွန်းကရောက်လာပြီးတော့ပါကျဲကိုဘာလုပ်နေရလဲဘယ်ရောက်နေရလဲလို့မေးလိုက်တာပါ။ပါကျဲကဝူခွန်းကိုစောင့်နေရဖြစ်ကြောင်းပြောတော့ဝူခွန်းကမိစ္ဆာမဘယ်ရောက်သွားလဲလို့မေးလိုက်ပါတယ်။ပါကျဲကမိစ္ဆာမသူ့လက်ထဲမှာလို့ပြောပြီးတော့ နေဝေးတကောင်မိကနေဆွဲပြီးတော့ကင်ပြလိုက်ပါတယ်ဝူခွန်ကမြေခွေးမအီးလို့ပြောလိုက်တော့ပါကျဲကအဲ့ဒါကြောင့်မလို့နန်းနေတာလို့ပြန်ပြောလိုက်တာပါပါကျဲနဲ့ဝူခွန်ကမြေခွေးကိုယူပြီးတော့နန်းတော်စီပြန်သွားကဗရင်တန်းတန်းဆွဲဖြစ်နေတဲ့မိဖုရားအာဘုံကအဲ့ဒီမှာပဲလို့ပြောလိုက်ပြီးတော့ဗရင်ရဲ့ရှေ့ကိုပြစ်ချပေးလိုက်ပါတယ်ဗရင်ကအရန်ကိုထိတ်လန့်သွားတော့ပါကျဲကအဲ့ဒီမှာအရန်ချောတဲ့အာဘုံလေးဖတ်အောင်လေးရန်အောင်လေးလို့ပြောလိုက်တာပါဝူခွန်ကတော့ခဏနေအာဘုံရဲ့ဖခင်ကိုတွေ့ရလိမ့်မယ်လို့ပြောလိုက်ပါလေ။ပါကျဲကလည်းအာဘုံရဲ့ဖခင်မြင်မှုအောင်ပြင်ထွက်ကြည့်ဖို့ပြောတာကြောင့ ဘင်းကြီးကလည်းနိုင်အမြင်ကိုထွက်ပြီးတော့ကြည့်လိုက်ပါလေ။အဲ့ဒီမှာပဲအမှန်တကယ်တော့ကောင်းကင်ဘုံကဈေးစရာနတ်မင်းရဲ့တမင်ကနတ်ဘီကနေလွတ်ထွက်လာပြီးတော့လူဘီမှာမိစ္ဆာလာဖြစ်နေတာပဲဖြစ်ပါလေ။ဇုံကုံကတော့ဈေးစရာနတ်မင်းရဲ့တမင်ကြောင့်ဖြစ်တဲ့ဘင်းကြီးရဲ့ယောဂါကိုကုဖို့အတွက်ဈေးတောင်းပေးပါလေ။နတ်မင်းကလည်းပေါ်ပြီးသားဈေးတွေကဝူခုံးအကုန်တောက်သွားတာကြောင့်ရှိတဲ့ဈေးသုံးလုံးသာပေးခဲ့ရပါလေ။ဈေးပေါ်မှာနှစ်နဲ့ကြည့်ပြီးတော့ကြာတတ်တဲ့အတွက်ဈေးဟာကုန်နေခဲ့တာဖြစ်ပါလေ။ဘင်းကြီးလည်းဈေးသုံးလုံးကိုတောက်ပြီးမှပြန်လဲပြီးတော့ကျန်းမာတန်ဆွမ်းလာခဲ့ရပါလေ။ ။ဘာကျဲလဲသူလဲတန်ဆွမ်းကျင်တာကြောင့်ဈေးလုံးတောင်းတဲ့အခါဈေးဆရာနာမည်ကနောက်တစ်ခေါက်မှယူဖို့ပြောလိုက်ပြီးသူ့ရဲ့သမီးကိုခေါ်ကပြန်သွားခဲ့ပါတော့တယ်။ဘာကျဲကတော့နတ်ဆိုးသူ့ကြတော့ဈေးမပေးဘူးလို့မျက်ဆောင်ထိုးပြီးတော့လှမ်းអော်ပါတယ်။ဇုံကုန်တို့ဖွဲ့ကမိဘနဲ့ ग्वे ကွာနေတဲ့ကလေးပေါင်း1131ယောက်ကိုမိဘတွေရဲ့လက်ထဲပြန်လဲပြီးတော့အံ့နံပြီးတော့ခရီးဆက်လာခဲ့ကြပါတော့တယ်။နောက်တစ်ခါမှတော့ဝူခုံးတို့တပ်ဖွဲ့ကမျိုးတစ်မျိုးကိုထပ်မံပြီးတော့ဖြတ်သန်းနေခဲ့ရပြီးဘာကျဲကတော့အိန္ဒိယရိုးရာဝှေ့ဆုံဘိုက်သားပေါ်နေတဲ့မိမပြိုကလေးတွေကိုငန်းနေခဲ့ပါတယ်။ ဝခွန်ကသတိထားဖို့နဲ့ဝက်နဲ့တူတဲ့မျက်နှာကြီးကိုဟိအောင်အုပ်ထားစမ်းလို့ပြောနေတာပါ။ပါကျဲကလည်း "तू ကဝက်တွေထဲမှာအချောဆုံးဝက်ဘီရင်ဖြစ်တာကြောင့်သူ့ရဲ့ချောမောလှပတဲ့ဝက်ချောလေးမျက်နှာကိုဝက်ထားစရာမလိုဘူး"လို့ဝခွန်ကပြန်ပြောလိုက်ပါတယ်။ဝခွန်ကအဲ့လိုသာပြောချင်းဆိုရင်ငါလည်းချောဆုံးမြောက်ဘီရင်ပဲလို့ပါကျဲကိုပြန်ပြောလိုက်တာပါ။နောက်တော့မှအနူတော်မှလူကြောမလုပ်ချင်ဘူးဆိုတဲ့သဘောတူညီချက်နဲ့ပါကျဲနဲ့ဝခွန်တို့ကမျက်နှာတွေကိုအုပ်လိုက်ကြပါလိမ့်။စီရဲကိုရောက်သွားတဲ့အခါမှာတင်မလှုပ်ကကဖြောပြပြနေတဲ့ကောင်မလေးတွေနဲ့ပါကျဲကအတူသွားပြီးတော့ဒုံနေခဲ့ပါလိမ့် ဇုံခုံကလည်းပါကြဲတော့နရွယ်ဆွဲပြီးတော့ခေါ်လိုက်ရပါလေ။ဆရာတော်ကတော့ဒီမျိုးကလင်းတောင်တန်းနဲ့မဝေးလောက်တော့ဘူးလို့ဝူခုံးကပြောပါလေ။တနေရာရောက်မှာတော့ဆိုင်းမုတ်တစ်ခုတတ်ထားတဲ့မဟုတ်တစ်ခုကိုတွေးလိုက်ရတာကြောင့်ခိတနားခိုးလို့ရလို့ရညာဆရာတော်ကမြင်းပေါ်ကဆင်းလိုက်ပါလေ။ဆရာတော်ကဆိုင်းမုတ်ကိုဖတ်ကြည့်လိုက်တဲ့အခါရှန်စည်းဘာသာရေးနယ်ပယ်မှာညီညာသွားကြိုးဆိုပါ ਈ လို့တွေးတာကြောင့်ဆရာတော်လည်းဂျီနူးပျော်ရွှင်သွားပါလေ။ဆိုင်းမုတ်ကဘာရေးထားလဲလို့သုံးအောင်သားကဝိုင်းပြီးတော့မေးကြတဲ့အခါဆရာတော်ကဖုန်းတော်ကြီးမှန်သမျှအတွက်တကားဖွင့်ထားပါလေလို့ရေးထားတာဖြစ်ကြောင်းပြောပြလိုက်ပါလေ။ ဒီစကားကိုကြားလိုက်တော့မှသုံးအောင်သားမုတ်ဦးချန်လေးကိုပြေးဝင်သွားလိုက်ကြပါတော့လေဆရာတော်ကခဏနေဖို့ပြောပြီးတော့ဒါဖះနေမည်ဖြစ်တာကြောင့်တတိထားပြီးတော့ဆင်ញင်ကြဖို့ပါကျဲကိုတိုင်တယ်ပြီးအားလုံးကိုမှာကြလိုက်ပါလေဆရာတော်ထံကတော့တရားထွက်လာတာစောင့်လိုက်တာကိုပို့ပြီးတော့ကောင်းပါလိမ့်မယ်လို့ပြောလိုက်ပါလေမုတ်ဦးရဲ့အတွင်းဘက်မှာတော့အိန္ဒိယဘက်ကပန်ချက်လူမျိုးလိုလိုရိုးရဝစ်ဆုံတဲ့လူတအုပ်ကဖះဆင်းသူတို့ကိုဝစ်ပြုတ်နေပါလေမကြခင်မှာအာလာဒင်လိုဝစ်ထားတဲ့လူတယောက်ကထွက်လာပြီး ဆရာတော်ထန်ဆန်းတို့ခနာဆောင်ပေးဖို့တောင်းဆိုကအိမ်ထဲကိုပြန်ဝင်သွားပါလိ။ဖရာဝိပုနဲ့ပန်ချက်စီကိုလူတယောက်ကရောက်လာပြီးတော့အိမ်ရှိမှာဘုံကြီးလေးပါရောက်နေကြောင်းကိုလာပြီးတော့ပြောပါလိ။ပန်ချက်ကြီးကလည်းဝမ်းသာအားဖြင့်ကဘုံကြီးလေးပါကိုအမြန်သွားပြီးတော့တွေးလိုက်ပါလိ။ပန်ချက်ကြီးကဆရာတော်ကိုရိုသေပြူကဖိတ်ခေါ်ပြီးတော့အိမ်ထဲမှာအနားယူပြင်ဆင်ပေးလိုက်တာပါ။ပန်ချက်ကြီးကလည်းထုံးစံတိုင်းဖယားလာလို့ဘဲကိုသွားမလို့လဲလို့မေးတဲ့အခါဆရာတော်ကအရှိကလာကအနောက်ရက်ကိုစန်းစာပေးမှုသွားမှာလို့ပြောပြလိုက်ပြန်ပါလိ။ နောက်ကဘုန်းကြီးတွေကဘာကြောင့်မျက်နာတွေအုပ်ထားတာလဲလို့မေးလိုက်တဲ့အခါသူတို့ရဲ့မျက်နာတွေကထူးဆန်းနေလို့ဖြစ်ပါကြောင်ဆရာတော်ကပြောပြလိုက်ပါတယ်။ဗန်ဇာကြီးကတခြားသူတွေနဲ့မတူတဲ့မျက်နာကိုကြည့်ကျင်တယ်လို့ပြောတာကြောင့်ဝူခုံနဲ့ပါကျဲကမျက်နာကိုဖွင့်ပြလိုက်တဲ့အခါဗန်ဇာကြီးလည်းအတော့ကိုလန့်သွားရပါတယ်။ဆရာတော်ထံသူတို့ကယုံမလားပါပဲ။သူတို့မှရှိတဲ့အစွမ်းကိုစီကြောင့်မိစားပေါင်းများစွာကိုဖျက်ကျော်ပြီးတော့ဒီနေရာအထိကိုရောက်လာခဲ့တာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဆရာတော်ကလည်းဗန်ဇာကြီးရဲ့အိမ်နဲ့ဝင်ဝင်ချင်းမှာတွေ့ရတဲ့ဘုရားဆင်းသူတော်ကိုအရင်ရှိခိုးလိုက်ပါတယ်။ ိမ်ထဲမှာတော့အိန္ဒိယဝစ်စုံနဲ့အမျိုးသမီးကအလှပြင်နေပြီးတော့အမျိုးသားတယောက်ကအီစီကလီသွားထူကဘုန်းကြီးတွေရောက်လာပြန်ပြီလို့ပြောလိုက်ပါတယ်အမျိုးသမီးကတော့အလှပြင်နေနဲ့ဘုန်းကြီးတွေကလာနေကြဗျာဘာထူးဆန်းလို့လဲလို့မေးလိုက်ပါတယ်အမျိုးသမီးလေးစကီးယားကဘယ်ရလာတဲ့ဘုန်းကြီးတွေလဲလို့မေးတဲ့အခါအဲ့ဒီမျိုးသားကတ်ချမီကထန်နိုင်ငံကလာတဲ့ဇာတော်တွေဖြစ်တယ်လို့ပြောလိုက်ပါတယ်ကတ်ချမီကအဲ့ဒီဘုန်းကြီးတွေကထူးဆန်းတဲ့ရုပ်ရည်တွေရှိပြီးဘုန်းတော်ကြီးတစ်ပါးသာဖြူဝင်းဥထင်းပြီးတော့စကင်တော်တော်ကဲထားပုံရတယ်လို့ပြောနေခဲ့ပါတယ် ဇကီးယားကထန်လူမျိုးတွေကိုသူတွေ့ဘူးကြောင်းပြောပြီးတော့အခုထန်ဖုံးကြီးကိုမမြင်ဘူးလို့သွားကြည့်အောင်မယ်ဆိုပြီးတော့ထွက်သွားခဲ့ပါလိမ့်အပြင်ဘက်မှာတော့ပန်ချက်ကသူကအသက်90ရွယ်မှာဖုံးကြီးတောင်ပြည့်အောင်စွန်းလောင်းမှုအဋ္ဌံပြုထားခဲ့ကြောင်းနဲ့အခုအသက်64နှစ်ရွယ်မှာဆရာတော်တို့၄ပါးကိုပြုစုပြီးရင်သူ့ရဲ့အဋ္ဌံအောင်မြင်ပြီဖြစ်တယ်လို့ပြောပြလိုက်ပါလိမ့်ဆရာတော်ကလည်းဒါကဘုရားရဲ့အလိုတော်အတိုင်းကြောင့်သာဆန္ဒပြတာဖြစ်တယ်လို့ပြောလိုက်ပါလိမ့်မကြာခင်မှာပဲမျက်နှာကိုအုပ်ထားတဲ့မျိုးသမီးဇကီးယားကရောက်လာပြီးတော့ထန်လူမျိုးဆရာတော်ကိုဖူးတွေ့ကျင်တာကြောင့်အမြန်ရောက်လာခဲ့တာဖြစ်တယ်လို့ပြောလိုက်ပါလိမ့် ဇကီးယာဆရာတော်ကိုတွေ့တဲ့အခါချောလိုက်တာတန့်လိုက်တာခန့်လိုက်တာမွေးနေတာပဲဒီကလူတွေလိုမဆလာနဲ့မရဘူးလို့ပြောလိုက်ပါတယ်ဆရာတော်ကလည်းဓလေးမတူလို့အနမ်းမတူတာဖြစ်ကြောင်းနဲ့သူတို့ဘက်ကမိန်းကလေးတွေကတော့ကြက်သွုံမျိုးကြက်သွုံနီနန့်တွေရတယ်လို့ပြောပြလာပါတယ်ဇကီးယာပဲဆက်ပြီးတော့ထန်နိုင်ငံလာရစွာတေးကြရလားလို့မေးကတေးကြတော့မှသူတို့နိုင်ငံကိုထန်နိုင်ငံအသားမန်လူမဟုတ်တဲ့ဘုံကြီးတွေပါရောက်လာတာဟာအရန်ကိုပဲဂုံယူစရာကောင်းတယ်လို့ပြောလိုက်ပါတယ်မကြာခင်မှာပဲဝူခုံးနဲ့ပါကျဲတို့ကရောက်လာပြီးတော့ ဘုရားသမီးတော်ကိုအယိုသေးပေးပါတယ်ဆိုပြီးတော့ဂါရဝပြုလိုက်ပါတယ်။ဇကီးယားဆရာတော်တို့ရဲ့တပည့်နှစ်ယောက်ကိုတွေ့ပြီးတော့ထိတ်တလန့်ဖြစ်သွားခဲ့ပါတယ်။ဇကီးယားဒါရီယားဘာဒီလဲလို့မေးလိုက်တဲ့အခါဆရာတော်ကသူ့ရဲ့တပည့်ကျော်တွေဖြစ်ပါတယ်လို့ပြောပြလိုက်ပါတယ်။ဇုံခုံတို့သုံးယောက်ကလည်းသူတို့ရဲ့နာမည်တွေကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဘာငင်ပန်ဇကြီးကဆရာတော်တို့ကိုစားအသောက်တွေနဲ့ဧကန်နေချိန်မှာတားဖြည့်သူကာလာစင်ရောက်လာပြီးတော့ဒဏ္ဍာရီဆရာတော်တွေရောက်နေတယ်လို့သတင်းကြားတာကြောင့်လို့ပြောကလာရောက်ပြီးတော့တွေ့ဆုံခဲ့ပါတယ်။ အလာဘာတာလာဘာတွေပြောနေတဲ့အစားစားတွေကိုမတိုးမထိကြတာကြောင့်ပါကျဲကဂျင်နာတနာတဲ့ပန်ချက်ကြီးကသူတို့ကိုစားကောင်းတောက်ဖွဲနဲ့အဲ့မခံသေးဘူးလားလို့ပြောပါတယ်။ဇာတော်ကပါကျဲကိုတစ်ချက်လမ်းပြီးတော့ထိန်းလိုက်ပေမဲ့ဝူခေါင်းကတော့သူ့ရဲ့အစွမ်းနဲ့ငပြောသီးတစ်လုံးယူစားလိုက်ပါတယ်။ပါကျဲကိုတော့ဇပီသီးတစ်လုံးယူပေးလိုက်ပါတယ်။ဇာတော်ကအာနာနေတဲ့အခါပန်ချက်ကြီးကရပါတယ်ရပါတယ်လို့ပြောပြီးတော့ပြောပါတယ်။ပန်ချက်ကြီးကကောင်းချင်းကြောက်တွေချကျွေးတဲ့အခါမှာဘလို့စားမယ်မသိဖြစ်နေတဲ့ပါကျဲတို့ကိုပန်ချက်ကြီးကခွဲထုတ်စားပြလိုက်ပါတယ်။ ။ဘာကျဲတို့ကလည်းဘိုက်စားစားနဲ့စားသားသမျှအခွန်တွေအားလည်းအပုံလိုက်ကြီးဖြစ်နေကြတာပါ။ဇကီးယားကတော့နိုင်ယံကွယ်တစ်ခုကနေဇာတော်ထန်ကိုချောင်းကြည့်နေတယ်။တေးကြနေပါလေ။ဇာတော်ထန်ကတော့အိန္ဒိယပဲစားတောက်လို့နေပါလေ။ကတ်ချမီးအပြင်ထွက်လာတော့ဇကီးယားလည်းရှောင်းထွက်သွားလိုက်ပါလေ။ကတ်ချမီးကဘုံကြီးငတုံးသုံးကောင်စားတောက်ဘုရားလွဲပြီးတော့ဘာမှလည်းမသိတဲ့ကြောင်းဇကီးယားကိုပြောနေပါလေ။ဇကီးယားတို့ဘုံကြီးတရားဒီလိုပါပဲသူတို့စားပြီးရင်ဘာမှမကြံလာလို့ပြောလိုက်ပါတယ်။ဗန်ဇာကြီးကတော့အဲ့ဒါကိုပဲตายာနေတာဖြစ်တယ်လို့ဇကီးယားကဆက်ပြောပါတယ်။ ဇကီးယားဆရာတော်ကိုကိုထန်ကတော့သူတော်ကောင်းလေးလို့ပြောလိုက်တဲ့အခါကတ်ချမီယာကိုကိုထန်လုံမနေနဲ့ဟိုကဘုံကြီးဆိုလဲသတိထားအောင်လို့ပြန်ပြောလိုက်ပါတယ်ဆရာတော်တို့လေးယောက်ဟာစားတောက်တွေကိုအကုန်ဝါပြဲစားတောက်အကုန်ကျုံးလိုက်ပြီးတဲ့နောက်မှာဘာမှထပ်ပြီးတော့မလို့အပ်တော့ကြောင်းနဲ့ပြေးစုံလုံလောက်ပြီးတော့ဂျေဆုတင်တဲ့အကြောင်းကိုပြောလာခဲ့ပါတယ်စားတောက်ပြီးလို့ဆရာတော်တို့ကလင်းတောင်ဘုံခီးဆက်ဖို့ဆက်လက်ထွက်ခွာမယ်အကြောင်းပြောလိုက်ပါတယ်ပန်ချာကြီးကတော့ဒီမှာပဲတရက်နှစ်ရက်လောက်နားနေနေပြီးတော့သူ့ရဲ့အဓိဋ္ဌာန်ကိုအားပြည့်နေနေနဲ့ကုညီပေးဖို့တောင်းဆိုနေပါတယ် ။ဆရာတော်ကလည်းဘုန်းကြီးကကြီးမြောက်ခြင်းပေမဲ့ဇိန်ခံနေလို့မဖြစ်ကြောင်းမျက်စွာပြားရဲ့ဩဝါဒတိုင်းရဟန်းတို့ခီးထွက်ကြဆွဲစကားကိုတသွေမတိန်လိုက်နာမှာဖြစ်တယ်လို့ပြောပြလာပါလေ။ပန်ကြာကြီးကတော့လင်းတောင်ဟာမိုင်30လောက်သာဝေးတော့တာမဟုတ်လို့အေးစေးသွားလဲရပါတယ်လို့ပြောနေခဲ့ပါလေ။ပါကျင်းတဲ့ဆုံခုံတို့ကလည်းပန်ကြာကြီးရဲ့ကုသိုလ်ကြီးမြောက်တဲ့အနေနဲ့ရန်အနေငယ်လောက်ဖြစ်ဖြစ်နေပေးဖို့ဝိုင်းဝန်းပြီးတော့ဖြောင်းဖြားနေကြပါလေ။ဒီနေ့ခီးဆက်ခဲ့ရင်တော့တောင်ကြီးကိုမရောက်ခင်မှောင်သွားမှာဖြစ်တာကြောင့်ဒီမှာပဲနားနေနေဖို့ဆရာတော်အပူကပ်ပါလေ။ ။ပန်ကြာကြီးကလည်းတပည့်၃ယောက်ဓာတ်သဘောတည်းဖြစ်နေဖြစ်တာကြောင့်အဲဒီလိုပြောတော့မှဆရာတော်ထန်ဆန်းအလျှော်ပေးလိုက်ကဒီမှာတညကျင်းဆက်မဲ့အကြောင်းကိုအတိပေးလိုက်ပါတော့တယ်။ပန်ကြာကြီးကစကီးအားစီသွားပြီးတော့ဆရာတော်တွေကဒီနေ့ညမှာတဲခိုမှာဖြစ်တာကြောင့်သူ့ရဲ့အဋ္ဌထံအောင်မြင်သွားပြီဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဒီသတင်းကြောင့်စကီးအားကရန်ကိုပြောနေတဲ့အခါအရင်တော့ကဒီလိုပြောနေရမျိုးကိုတခါမှမတွေးခဲ့ရဘူးကြောင်းမေးကြည့်လိုက်ပါလေ။ဇကီးယာပန်ဂျာကြီးရဲ့ဆန္ဒပြတော့မဲ့အရေးမှာ तू ကငိုနေရမှာလားလို့ပြန်မေးလိုက်ပြီးတယုံမာတွေလိုကနေခဲ့ပါလေ ဆရာတော်ကတော့ဒံမင်းကြီးကခြံခန်းကိမ်းမှာလိုက်ပါနှုတ်ဆက်တုံးကအသွားပြန်သုံးနေပဲကြာမယ်လို့ပြောထားခဲ့တဲ့ဂရီကကူးဆွေတော့ဖြင့်10နှစ်တောင်ကြောခဲ့ပြီလို့ညီးတွားနေတာပါဆရာတော်ကသူတို့မှာတော့အခုထိလင်းတောင်ကိုမရောက်သေးတောင်းကိုရေရွတ်လိုက်ပါတယ်စာအုပ်ချင်းကစိတ်ဆောမနေဘူးနဲ့တနေ့တတောင်လင်းတောင်ပဲပြေးမလဲလို့ပြန်ပြောလိုက်ပါတယ်လင်းတောင်ကနောက်တရက်နေ့ကနေဆရာတော်ရဲ့ခြေနင်းအောင်မှာအပြားလိုက်မြင်ရတော့မှဖြစ်တယ်လို့လည်းအားပေးလိုက်ပါတယ်ဆရာတော်ကတော့အဲ့လိုတွတ်ကြည့်ဂျေးဆိုမှဖြင့်အလားခကြီး10နှစ်ကြာနေအပြန်ခီးကလည်း ဆယ်နှစ်လောက်ဖြစ်သွားတော့မှာပေါ့လို့ခြေကွဲစွာနဲ့ပြောနေခဲ့ပါတယ်။ဇုံခုံကတော့ဒီလိုဒုက္ခဒုက္ခတွေကြုံနေရတာဟာကွယ်မေတော်ရှောက်လို့တာကြောင့်လို့ပြောလိုက်ပါတယ်။ဇုံခုံကပဲဆက်ပြီးတော့ကွယ်မေတော်သာတကယ်သာသနာ့ကိုကြီးညိုတရာစိတ်ရှိရင်ကျန်းစာဟုတ်သူတကိုးနဲ့ယူပေးလိုက်လဲရတာပဲလို့ပြောလိုက်တာပါ။နောက်ဆုံးကွယ်မေတော်ကိုယ်တိုင်ယူမပေးရင်တော့မှသူတယောက်တည်းသွားယူပေးလို့ရတဲ့အကြောင်းကိုလည်းပြောလာခဲ့ပါတယ်။ဘာကြောင့်ဒီစာအုပ်ကိုယူဖို့များသူတို့ကိုခီးချေကြီးဒီလိုမျိုးသွားခိုင်းခဲ့တာလဲလို့ဆရာတော်ကိုမေးနေပါတော့တယ်။ ဆရာတော်ကတော့ကွမ်အင်မဲတော့ကို အပြည့်တင်မနေဖို့ပြောနေခဲ့တာပါအဲဒီချိန်မှာပဲစကီးယားကရင်နွေးခရီးပန်းတစ်ခုကိုယူပြီးတော့ဆရာတော်တို့ရဲ့နားနေဆောင်ကိုရောက်လာခဲ့ပါတယ်ကာလာစင်ကလည်းစကီးယားကိုလမ်းလျှောက်နေနဲ့လမ်းမြင်ပြီးလိုက်တာကြောင့်နောက်ကနေလိုက်ပြီးတော့ချောင်းကြည့်ပါတယ်စကီးယားအားလုံးနှုတ်ဆက်ပြီးတဲ့အခါခုံတစ်ခုမှဝင်ထိုင်နေတဲ့ထန်ဆန်းတဲ့စကားသမီးပြောပါတယ်ဇုံခွာစာအုပ်ချင်းကိုလမ်းခေါ်ပြီးတော့ဆရာတော်နဲ့စကီးယားကိုထားခဲ့ပါတယ်စကီးယားတလောက်ထိချောမောခံကြတဲ့ဆရာတော်ကဘာကြောင့်မို့ရုပ်ဆိုးတဲ့တပည့်အနေနဲ့သွာလာနေရတာတုံးလို့မေးကာ တို့ကမကြောက်ဘူးလားလို့လည်းမေးလိုက်ပါတယ်။ဆရာတော်ကတော့သူ့ကိုအဲ့ဒီတပည့်၃ယောက်ကသာတလန်းလုံးစောင်းရှောက်ကူညီလာခဲ့တာဖြစ်ပြီးတို့သာမကူညီအခုချိန်ဒီကိုတော်ရောက်လာနိုင်မှာမဟုတ်ဘူးလို့ပြောပြပါတယ်။ဇကီးယားကထန်ရဲ့ဒီနေရာကထန်နိုင်ငံတော်ကြီးနဲ့အလန့်ဝေးတာကြောင့်ပင်ပန်းလှပါပြီလို့ပြောလိုက်ပါတယ်။လေးတန်းတွေပြောင်းလာတဲ့ဇကီးယားရဲ့ညူတူတူကြောင့်ဘာကျဲကအိတ်နေရာနဲ့ခေါင်းထောင်ပြီးတော့ကြည့်ရပါတယ်။ဆရာတော်ကတော့သူ့ရဲ့ရွေချက်ကဘယ်ခီးကမှပင်ပန်းနယ်လို့မထင်ခဲ့တဲ့အကြောင်းပြောပြလိုက်တာပါ။အပြင်ကိုရောက်တဲ့ခါမှတော့စာအုပ်ချင်းက အကိုကြီးဆုံးဝခုံးဘာကြောင့်ထွက်လာလဲလို့မေးတဲ့အခါဝခုံးကဇာတော်နဲ့တကမလွတ်လပ်လပ်ပြောလို့ရအောင်လို့ပြန်ပြောလိုက်ပါတယ်။အပြင်မှာတော့ကာလာစင်ကသူ့ရဲ့ချစ်သူဂျူလီယက်ကိုတိုးတိုးလေးလန့်ခေါ်လိုက်ပါတယ်။ဇုံကုံနဲ့ဝူချင်းတို့ကအခွင့်အသားတော့အတွဲချောင်းနေကြပါတယ်။ဂျူလီယက်တို့ကလည်းကိုကိုကဘာလို့ရဲဆွန်လာတာလဲ။ကာလာစင်ကလည်းဂျူရဲ့မျက်နှာတရမတွေ့ရရင်စားလို့မဝင်ဘူး။အိတ်လို့မပြောဘူးဆိုဆိုပြီးတော့ဘာညာနဲ့ဂျူနေပါတယ်။ဇကီယာကတော့အဲ့စာအုပ်ကိုသွားပြီးတော့ဘာလို့မလို့လဲလို့ဇာတော်ထန့်ကိုမေးနေခဲ့တာပါ။ဇာတော်ကတော့ပြည်သူလူထုစီကို ဗုဒ္ဓရဲ့တရားတွေပြန့်နှံ့စေခြင်းလို့ဖြစ်ပါတယ်လို့ပြောပါတယ်။သူတို့ဘုရားတတောင်တတားရှောင်းလန်းနိုင်နဲ့ဘွားကူးကောင်းစီလိုရင်းသာဖြစ်တယ်လို့ဇကိယကိုပြောပြလိုက်ပါတယ်။ဇကိယခီးမဆက်ပဲအနားယူနေခဲ့တာကပန်ဇာကြီးရဲ့အဋ္ဌိဌံပြေဖို့ကူညီနေတာလားလို့မေးပါတယ်။ဇာတော်ကလည်းပန်ဇာကြီးရဲ့ဂျင်နာမှုကိုလက်ခံရတာဖြစ်ပါတယ်ဆိုပြီးတော့ပြန်ပြောပါတယ်။အပြင်မှာတော့ကာလာစင်ကဂျူလီယက်မိရေတော်ကဘုံကြီးခန်းထဲကိုရောက်နေတာသူတွေ့လိုက်တယ်လို့ပြောတော့ဂျူလီယက်ကအံ့ဩပြီးတော့ဟုတ်လို့လားလို့မေးလိုက်ပါတယ်။ကာလာစင်ကထန်ပီနေကလာတဲ့ထန်ကိုရောရဲ့အခန်းထဲကို ရေနွေးပိုင်းကင်ဝင်သွားတာကိုသူကိုယ်တိုင်တွေးလိုက်ရတာလို့ပြောလိုက်တာပါမိရွေးတော်ဆကီးယားကဆရာတော်ထံတို့တခုလှုပ်တော့မဲ့ပုံပေါ်တယ်စွာသူတတိထားမိနေလို့ဂျူလီယက်ကိုပြောပြပါတယ်ကာလာဆင်ကဓာရီထားပါဂျူလီယက်သာပါမယ်ဆိုသူကဘယ်နေရာဖြစ်ဖြစ်နေနိုင်တယ်လို့ပြောလိုက်ပါတယ်ဒါမဲ့ပန်ဆက်ကြီးကသဘောမတူဘူးလေလို့ဂျူလီယက်ကပြန်ပြောပါတယ်အဲ့ချိန်မှာပဲဆကီးယားပြန်ထွက်လာတာကြောင့်ဇုံခုံနဲ့စာအုပ်ချင်းတို့ပုံနေလိုက်ကြပါတယ်ဂျူလီယက်ကလည်းခြေတံကြားတယ်လို့ပြောပြီးတော့ကာလာဆင်ကိုပြန်လှုပ်လိုက်ပါတော့တယ်ဆရာတော်ထန်စီကပြန်လာတဲ့ဇကီးယားကဂျူလီယက်ကိုတွေ့သွားခဲ့တာကြောင့် ဟမ်ဂျူလီယာအိမ်ပြောဦးလားလို့မေးကအနာကိုရောက်လာပါလေဂျူလီယာကလည်းစကီးယားကရောညာဘက်ကြီးဘာထားလို့တာလဲလို့မေးလိုက်ပါလေစကီးယားဘသူနဲ့စကားပြောနေရလဲဘာညာနဲ့စစ်ဆေးတဲ့အခါဂျူလီယာကလာမင်းကြီးကိုကြည့်နေတာပါလို့ပြောပါလေစကီးယားကတော့ယောက်ျားလေးတယောက်ရဲ့အနံ့ရနေသူလိုပဲလို့ပြောကဟိုဒီဒီရှာဖွေနေခဲ့ပါလေဂျူလီယာကလည်းစကီးယားကိုမျက်မှန်တပ်ဖို့လိုနေပြီလို့ပြောကထွက်သွားခဲ့ပါလေစကီးယားကလည်းလက်ဘူးလက်ချက်မမီသေးတော့ညင်းထားအောင်ပေါ့လို့ပြန်ပြောလိုက်တာပါဇုံခုံကတော့ဟွန်း တကယ်တပုတ်မိသားစုပဲဟိတန်ဝိုးတိုင်ပြောင်မဲ့အဖွဲလို့ဇာဥချင်းကိုပြောကရည်နေပါတော့တယ်နောက်နေ့မနက်မှာတော့ဆရာတော်ထန်ဆန်းပါဝင်ဘုန်းကြီးတွေဟာပန်ချက်ကြီးရဲ့ဘူဇော်ခံပွဲမှာရှိနေပါတယ်အဲနောက်ကက်ချီယာဂျူလီယက်ကာလာစင်စကီယာစားတဲ့သူတွေကလည်းစုံလင်သွားနဲ့ရောက်ရှိနေပါတယ်ညောက်တဲ့ခါဆရာတော်ကခြံထဲမှာလာတာတာနဲ့ဆင်းရှောင်းနေတော့ဇကီယာကရောက်ရှိလာခဲ့ပါတယ်ဆရာတော်ကဇကီယာကိုတက္ကမလေးလို့နှုတ်ဆက်လိုက်တဲ့ခါဇကီယာကတစိမ့်ဆံမနေဖို့နဲ့ရရလို့ခေါ်ရင်လည်းသူကစိတ်မဆိုးပါကြောင်ပြောလာခဲ့ပါတယ် ညင်းတဲ့နေပြီဖြစ်လို့မင်းကြီးတွေ့သွားရင်လည်းမကောင်းတတ်တာကြောင့်ဆရာတော်ထံကပြန်ဖို့အတွက်ပြောနေပါတယ်ဆရာတော်ထံကဒီမှာနားနေတာ၁၀ရက်တောင်ရှိပြီဖြစ်လို့မနှက်ပြန်မဲသူကဒီနေရာကနေထွက်ခွာတော့မဲလို့နှုတ်ဆက်နေပါတယ်ဇကီးယားကမနှက်ပြန်လည်းမသွားအောင်တပတ်ခါလည်းမသွားအောင်ဘာကြောင့်သူ့ကိုသိမ်းဆန်နေတာလဲဆိုပြီးတော့မေးနေပါတယ်ကချမီကတော့အချင်းတွေကိုအဝေးကနေစောင့်ကြည့်နေတာပါဇကီးယားဆရာတော်ရဲ့အနားကိုကပ်ပြီးတော့ဟိုပို့ဒီပို့လှုပ်လာခဲ့တာကြောင့်တိတ်တိတ်လေးချောင်းနေတဲ့ဝူခွန်းကသူတို့နှစ်ယောက်ရဲ့ကြားကိုဝင်လိုက်တဲ့တော့ဇကီးယားကဝူခွန်းရဲ့ပတ်တိုင်းမွေးတွေကိုနမ်းမိသွားပါတယ် ဇကီးကလည်းချက်ပြီးတော့ထွက်ပြေးသွားသူဆရာတော်ကလည်းဝူခုံးတာမကင်းရင် तू ဟာတွင်းဆုံးနဲ့ကြတော့မှလို့ပြောလိုက်ပါတယ်ဇုံခုံးကတော့မိမဖြစ်နေလို့တတ်တာသွားတာမဟုတ်ရင်ထိုးပြီးပြီလို့ပြောလိုက်ပါတယ်ဆရာတော်ကတော့ကျင်နာတတ်တဲ့အဖိုးကြီးရဲ့မျက်နှာကိုထောက်ထားမယ်လေလို့ဝူခုံးကိုဖြောင်းဖြားဆုံးမလိုက်ပါတယ်ဗန်ဇကီးကတော့ဘာတွေအရင်လိုနေလို့ပြန်တော့မှလဲလို့မေးတော့ခကြီးဟာရှင်နေရာကြောင့်နားနေဖို့အချိန်မရှိပါကြောင်းဆရာတော်ကပြောပြလိုက်ပါတယ်ဗန်ဇကီးကခီးမဆက်ဖို့နဲ့တရက်နှစ်ရက်လောက်ဆက်နေဖို့ဆရာတော်ကိုတောင်းဆိုနေပြန်တာပါ အဲ့ဒီချိန်မှာပဲဇကီးယားရောက်လာပြီးတော့ဒီအနေအထက်နေဖို့ဆက်ဖြီးနဲ့ဝင်ရောက်ပြီးတော့ပြောပြန်ပါတယ်ဇကီးယားပန်ဂျာကြီးကိုအမြန်ပြေးပုတ်ပြီးတော့ကိုကိုချက်ရဲတားပါအောင်ဆိုပြီးတော့ငိုတော့မဲ့မျက်နှာနဲ့တောင်းဆိုလိုက်ပါတယ်ကိုကိုပန်ဂျာကြီးကလည်းတစ်ချက်နှစ်ချက်ပဲပုတ်လိုက်ရအောင်နဲ့ပြော့ခွေသွားပါတယ်ပါကျဲဝူကျဲနဲ့ဝူခုံးတို့ကတော့အချိန်လေးဝေးဝေးရနဲ့အကဲခတ်လမ်းရှိုးနေကြပါတယ်ပါကျဲကအေးစေးနားနေနေတော့လဲဘာဖြစ်မှမဟုတ်လို့လဲလို့ဆရာတော်ရဲ့အဖေနဲ့မိကစိတ်ပူနေလို့လားလို့ဆရာတော်ကိုလမ်းပြောပါတယ်ဆရာတော်ကအမှပါကျဲ မင်းမစားကိုကြိုးနဲ့စီးထားစမ်းလို့ပြောလိုက်ပါလေပြီးတော့အရန်ကိုဒေါသထွက်သွားပြီးမင်းတို့တော့နေခဲ့ကြ तू ကတော့မလန့်ပြန်မှာခီးဆက်တော်မှာလို့ပြောလိုက်ပါတော့တယ်အဖို့ခန္ဓာပြီမလဲတားမရတဲ့ဆုံးမှာပန်ချာကြီးကလည်းသွားခြင်းသွားဖို့ခွင့်ပြုလိုက်တာပါဇကီးယားကတော့သူ့မှာတော့ဆယ်ရက်လောက်နေမအားညာမနာနဲ့ပြုစုလိုက်ရတာအခုတော့သူကဖုတ်ဖက်ခါပြီးထသွားတယ်ဟုတ်ဆိုပြီးတော့စိတ်ကောက်သွားပါလေပန်ချာကြီးကတော့ဦးကြောင်နဲ့ကြံရင်နေခဲ့ရပါလေအဲဒီမှာသူတို့တက်ညစာရောက်မလာတော့တာကြောင့်ဘာကျဲကဝါးကြီးတော့မှကတ်နေတဲ့ဆန်စီလေးတွေကိုခွာဆိုင်နဲ့ကြေကွဲနေရပါလေ မကြိုင်မှာဘူးဟူခုံးရောက်လာပြီးတော့ခီးထွက်ကြဖို့ပြင်ဆင်ကြမယ်လို့ပြောလာပါတယ်။ဘာကျဲကသူတို့ခုခုစားနေရအောင်မကြည့်ရကြဘူးလားဆိုပြီးတော့ဖျားစင်ပေါ်ကမတ်မုံဒီနှလုံးကိုစွန့်စားကခီးဆက်ခဲ့ကြပါတယ်။ဇုံကုံတို့ဖွဲ့ရမဟုတ်ဝင်အပြင်ကိုရောက်တဲ့အခါမှာပန်ချက်ကြီးရဲ့အမျိုးဆွေတွေနဲ့သက်ဆိုင်တွေကလိုက်ပါပြီးတော့ပူဆောင်နှုတ်ဆက်နေကြပါတယ်။ပန်ချက်ကြီးကစကီးရရဲ့လက်ဆောင်မလို့ပြောပြီးတော့ရွှေတုံးနဲ့ငွေတုံးတွေကိုလက်ဆောင်ပေးတဲ့အခါဇီယာတော်ထံကရန်တို့မြည်သည့်ရွှေငွေနဲ့အသက်ပြားတို့ကိုလက်မခံစကောင်း အကဲရွှေငွေသာလက်ခံလို့ရပါကမိမကိုလည်းလက်ခံလာတော့မယ်ဆိုပြီးတော့အတင်းကိုညင်းပယ်နေပါတယ်။ပန်ကြကြီးကလည်းဆရာတော်ကမြန်မာပြည်ကဖုံးကြီးနေတယ်လည်းမတူပါလားဟာဆိုပြီးတော့ရွှေလုံးနဲ့အတင်းထိုးပေးနေပါတယ်။ဆရာတော်ကလည်းမွေထက်ဆိုးတဲ့ဟာလေးဆိုပြီးတော့ပြန်ပြီးတော့တွန်းလှန်နေပါတယ်။နောက်တော့မှပန်ကြကြီးကနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ရေတူတူတောက်ရအောင်ပါဆိုပြီးတော့တယောက်တစ်ခွက်မော့ချလိုက်ပါတယ်။ပန်ကြကြီးကအပြန်မှလည်းဝင်ခဲ့ပါအောင်ဆိုပြီးတော့တမိသားစုလုံးကစေနာနဲ့ဖိတ်ခေါ်တာပါလို့လဲပြောနေခဲ့ပါတယ်။ ဆရာတော်ထံကကြမ်းကန်ပေးရကနေပြန်လာရင်တထောက်တော့နားမှာပေါ့လို့ပြောကနှုတ်ဆက်ပြီးတော့ခီးဆက်ထွက်လာခဲ့ကြပါတော့တယ်။ဇုံခုံတော်ကတော့ထထကိုဖြတ်လာကြပြီးတော့လင်းတောင်ဘုံကိုတက်လာခဲ့ကြပါတယ်။တောင်ဘုံတက်နေနဲ့မိုးချုပ်လာတာကြောင့်ဆရာတော်ကဘယ်မှာနားကြမလဲလို့ဝူခုံကိုမေးလိုက်ပါတယ်။ပါကြီးကလည်းမိုးကရွာတော့မဲ့ဘိုက်ကစားနေပြီ။စားဖို့လည်းမတွေ့နားဖို့လည်းမတွေ့ဆိုပြီးတော့ပုံရံတိုင်းပဲညီးနေခဲ့ပါတယ်။စားဦးချင်းကမေးပြောတော့ဘိုက်ပြင်း၃ဝက်လောက်မစားဘဲနေလို့ရတယ်ဆိုလို့မေးလိုက်ပါတယ်။ ။ပါကျက်ကလည်းခီးထွက်လာတာ၁၀နှစ်လုံးတည့်ရမှသူ့ဘာရဲ့မပြေခဲ့ဘူးပါဘူးလို့ပြန်ပြောပါတယ်။ဆရာတော်အမပါကျက်ကိုတနာသွားပြီးတော့ကျန်းစာရေးတယ်လာပြီးထန်းပြီးနေကိုပြန်ရောက်ရင်ဘရင်မိန်တော်တောင်းခံပြီးတော့တလားတိတိအစားရိနဲ့အခန်းထဲမှာပိတ်ထားပေးမယ်လို့ဆရာတော်ကပါကျက်ကိုပြောလိုက်ပါတယ်။တောင်မော်တနီယာရောက်မှာတော့ဟွာကောင်စင်းဆိုတဲ့ဆိုင်းမုံနဲ့မုံဦးကိုတွေ့လိုက်ရပါတယ်။ဆရာတော်ကတော့ဒီနေရာဟာဝါရန်ဝူကန်ဖရားရဲ့တပည့်သားအတန်ဃာတွေနေတဲ့နေရာဖြစ်တယ်လို့ဝူခုံးတို့ပြောပြပါတယ်။ဒီနေရာမှာကောင်းဆိုးအားနှိမ်နှင်းတင်နှန်းဖွင့်မှုစောက်ခဲ့တာလို့လည်းဆရာတော်ကပြောပါတယ်။ ဒုံနဲ့ဆရာတော်ဦးဆောင်ပြီးတော့ចောင်းပြကြီးတဲ့ကိုဝင်ခဲ့ကြကဒီတ냐တော့ဒီမှာတဲလို့ရပြီလို့ဆရာတော်ကအားလုံးကိုပြောလိုက်ပါတယ်။ပါကျဲနဲ့ဝူခုံးတို့လည်းအချင်းတွေကိုတစ်ချက်သွားရှိုးလိုက်မယ်လို့ပြောကထွက်သွားခဲ့ပါတယ်။ပါကျဲကတော့ဒီနေရာဒီညမှာတဲခိုးဖို့ကောင်းတဲ့နေရာမှာဖြစ်နိုင်ကြောင်းမှတ်ချက်ချပါတယ်။ပါကျဲကထိုင်းစရာနေရာတော့မရှိဘူးလို့ပြောလိုက်တော့ဝူခုံးကပါကျဲကိုဒီနေရာကိုနည်းနည်းလာရှင်းလိုက်လို့လှမ်းပြီးတော့ခေါ်လိုက်ပါတယ်။ပါကျဲကတော့သူ့ပဲအကုန်လှုပ်ခိုင်းနေရပဲဆိုတော့ပွားစီပွားစီနဲ့နေရာထိုင်ခင်းရအောင်ရှင်းလင်းနေပါတယ်။ပါကျဲကသူ့ဟာသူ့တော့မလုပ်ဘူးလို့လည်းပြောနေသေးတာပါ။ ဓမ္မပန်ချာကြီးရဲ့သမီးဂျူလီယက်ကတော့ကာလာစင်အကြောင်းတွေကိုတွေးပြီးတော့သူ့ဆောင်ထဲမှာကြီနူးနေပါတယ်။တယောက်ကဘုံတီတယောက်ကကနေရတော့ပြန်ပြောင်းတွေးမိနေတာပါ။ညဟာအေးလာပါလေ။ဇုံခုံကဆရာတော်ကိုသင်္ကန်းတွေလုံအောင်ခြုံပေးနေ။ဘာကျဲကိုမီးမွေးဖို့ထင်းတွေယူခဲ့ဖို့ပြောနေခဲ့ပါလေ။ဘာကျဲကထင်းတွေယူလာတဲ့ခါမှာဇုံခုံကလေနဲ့မှုတ်လိုက်တော့ထင်းတွေကမီးထားတောက်လာခဲ့ပါလေ။မကြာခင်မှာပဲမိုးတွေလည်းသဲထန်သွားနဲ့ရွာသွန်းလာခဲ့တော့တာပါ။ဓမ္မပန်ချာကြီးကဖះဝှက်ပြူနေချိန်မှာနေကင်းကရွှေရင်ငွေတွေကိုတွေးလိုက်တယ်။ တခိုးတွေကလာပြီးတော့ခိုးယူသွားတာကြောင့်ပန်းစံကြီးကတခိုးပြိုးတခိုးတခိုးဆိုပြီးတော့អော်လိုက်ပါတယ်။ဒါမဲ့လဲမိုးတန်တွေကសੂញានနေတာကြောင့်ပန်းစံကြီးရဲ့អော်တန်တွေကိုဘယ်သူမှမကြပဲရှိနေခဲ့ရပါတယ်။တခိုးတွေကသမီးဖြစ်သူဂျူလီယက်ကိုဖမ်းဆီးကပန်းစံကြီးကိုလည်းထိုးသားခဲ့ကြပါတယ်။သမီးဖြစ်သူရောဇနီးဖြစ်သူကပါမကြုံစဘူးထူးခဲနေတာကြောင့်ထန်ဆန်းတို့ရဲ့လက်ချက်လိုထင်သွားခဲ့ကြပါတယ်။သမီးဖြစ်သူကလည်းဘယ်ကမှမသိတဲ့ခီးသွားဖုန်းကြီးကိုယုံကြည်မိတဲ့ဖခင်အမှားသာဖြစ်တယ်လို့អော်ဟင်ငိုကြွေးနေတာပါ။ ကချမီကတော့ဒါထန်ဆန်းတို့ရဲ့လက်ချက်မှန်တေးကြနေကမှကလစားမချေရရာဆွေရိုင်းသွားမှာပေါ့လို့ပြောပြီးတော့မီလောင်ရလေပင့်လိုက်ပါတယ်ဇကီးယားကလည်းဘုံကြီးကိုလွတ်မထားဘူးလို့ပြောပါတယ်ကာလာစင်ကဘသူ့ကိုပြောနေရလဲလို့မေးတော့ကချမီကထန်ဆန်းမို့ရင်ဘသူဖြစ်ရမလဲသူမြင်လိုက်တယ်လို့ပြောလိုက်ပါတယ်ကာလာစင်ကအနေငယ်စဉ်းစားသွားတာပါဂျူလီယက်ကဘလို့မြင်တာလဲလို့မေးတော့ကချမီကသူကမထွက်ရဲတာကြောင့်အကွယ်ကနေကြည့်နေတာကနေဇာတော်ထန်ဆန်းနဲ့၄ယောက်ကိုတွေးလိုက်တာဖြစ်တယ်လို့ပြောပြလာပါတယ် ကာချမီကပဲဆက်ပြီးတော့တို့ဟာသင်္ကန်းတွေကိုချွတ်ပြီးတော့ပုံစံပြောင်းထားပေမဲ့ထန်ဆန်းတဲ့ဝူခုံးတို့ဖြစ်တယ်ဆိုတာအတိအကျသူသိတယ်ဆိုပြီးတော့တတ်သိထူနေပါလေဂျူလီယာကတော့တို့ဟာရွှေငွေတွေကိုဒီတိုင်းလကားပေးတော့ကတော့မှညှင်းဆန်ခဲ့ကြသူတွေဖြစ်တာကြောင့်အခုလိုလူတက်ပြီးတော့ပစ္စည်းလူတယ်ဆိုတာလုံးဝမဖြစ်နိုင်ကြောင်းဝင်ရောက်ပြောဆိုလိုက်ပါလေဇကီးယားကတော့အဲ့လိုမယူတာကနေကင်းမဲ့လူမြင်ကွင်းကြီးဖြစ်နေတာကြောင့်တန်ဃာရီယာရွှေကိုယူတယ်ငွေကိုယူတယ်နောက်တော့မိမယူမယ်ဆိုပြီးတော့အများပြောစရာဖြစ်မှာဆိုရင်လည်းတော့ဟန်ဆောင်ခဲ့တာဖြစ်တယ်လို့စွပ်စွဲခဲ့ပါလေ။ အဲဒါကြောင့်ညဘက်မှာပြန်လာခွင့်လူမိသွားတော့မှနှုတ်ပိတ်တဲ့နေနဲ့တတ်ခဲ့တာဖြစ်တာကြောင့်ထန်ဆန်းတို့မှတပါအခြားသူမဖြစ်နိုင်ဘူးလို့ဇကီးယားကပြောလိုက်ပါတော့တယ်ကာလာစင်ကလည်းဖြစ်နိုင်တယ်ဆိုပြီးတော့ထားပြီးထောက်ခံပါတယ်တမိပြည့်သူဂျူလီယက်ကတော့ဆရာတော်ထန်ဆန်းတို့ဖွဲ့ဓမြတိုက်တယ်ဆိုတာလုံးဝမဖြစ်နိုင်ကြောင်းသူ့ရဲ့အသွေးသားတွေကလီစာတွေကလည်းယုံကြည်တယ်လို့ပြောလိုက်ပါတယ်ဇကီးယားကတော့ပူဆွေးငိုကြွေးပြီးတော့မနိုင်ဖြံပါအမိဖမ်းပြီးဘုံကြီးလေးပါးကိုတရားစွဲမယ်ယုံတင်မယ်ဆိုပြီးတော့ကလစားချေဖို့လုပ်နေပါတော့တယ်ကာလာစင်ကလည်းဟုတ်တယ်တရားစွဲရမယ်လို့ပြောနေတဲ့အထိတ် ဂျူလီယာကတော့မယုံနိုင်အောင်ဖြစ်နေရတာပါဂျူလီယာကတော့ကလာဆင်းကိုတေးချလိုလားဆိုပြီးတော့တေးချာမတရားစွဲခြင်းကြောင့်ပြောပေမဲ့ကလာဆင်းကတော့လုံးဝတထက်ချဟိုးမန်ကြောင့်အာမခံနေတာပါတချမီကလည်းအသေးဆိုးလိုက်တဲ့ပန်ချက်ကြီးဆိုပြီးတော့တဟိဟိနဲ့ငိုကြွေးနေခဲ့ပါတော့တယ်နောက်နေ့မနက်မိုးလင်းတဲ့အခါမှာဆရာတော်ကလန်းဆန်းတက်ကြွသွားနဲ့နိုးထလာပြီးတော့ပါကျဲတို့ကိုနှိုးဖို့နဲ့ခကြီးဆက်ချဖို့ဇုံခုံကိုပြောလိုက်ပါတယ်ဝူခေါင်းကလည်းပါကျဲနဲ့စာအုပ်ချင်းကိုနှိုးပြီးတော့အထုပ်ဘိုးတွေပြင်ဆင်စေခဲ့ပါတယ် ဇာတော်ထန်ဆန်းတဲ့အဖွဲအားခီးဆက်လာနေကြတော့မှာပဲလက်နက်ကင်လူတစုနဲ့သွားတွေ့ခဲ့ရပါတော့တယ်ဇာတော်ကဘာကောင်းနေလဲလို့မေးလိုက်တော့စုံခုံးကလည်းဒေါ်ပုံဓမြကြီးပဲဖြစ်မှာပေါ့ဇာတော်ရဲ့လို့ပြန်ပြောလိုက်တာပါလက်နက်ကင်အဖွဲအားသူတို့ဓမြလို့ခေါ်ရတာလားလို့ပြောတာပုံမိုးပြီးတော့ဒေါသထွက်လာခဲ့ပါတယ်ဟူခွန်ကအေးဆေးပြေးလဲဖြေရှင်းကြမယ်လို့ပြောဆိုညီနိုင်ပါသေးတယ်ဟူခွန်ကငွေလွင်ပြောဖို့နဲ့သူတို့ဘက်ကငွေနဲ့ဝယ်စားတွေကိုပေးမှာဖြစ်ပြီးတော့အေးဆေးယူပြီးတော့ပြန်လိုက်ဖို့ညီနိုင်လိုက်တာပါဒီလိုနဲ့ပဲဓမြခေါင်းဆောင်အထုပ်တွေအကုန်လုံးယူထားပြီးတော့ လူတွေကိုပြန်လွတ်လိုက်ဖို့တပည့်တွေကိုမိန်ပေးလိုက်ပါလေဇုံခုံအထုပ်တွေအားလုံးခြာပေးလိုက်တဲ့အခါဓမြတွေကအထုပ်ကိုထိလိုက်ပါလေဂူခုံရဲ့အစွမ်းနဲ့လှုပ်ထားတာကြောင့်အထုပ်ကိုထိတဲ့ဓမြတွေကကြောက်ရွံ့လုံတောင့်သွားကြပါလေဇာတော်တို့ကခီးဆက်နေရတဲ့ဂူခုံကဇာတော်ထန်ဆန်းတဲ့ပါကျဲတို့ပြန်လှမ်းခေါ်လိုက်ပါလေဂူခုံကသူ့ရဲ့လက်ဝဲကိုသူသဘောကျနေပြီးတော့ရက်တန့်နေတဲ့သူတွေကိုပြလိုက်တာပါပါကျဲတို့ကလည်းအတောင့်လိုက်ဖြစ်နေလူတွေကိုလိုက်ပြီးကင်ကြည့်ပြီးတော့အန်အောနေကြပါတယ်။ဇုံခုံလည်းဘလို့လှုပ်လိုက်တာလဲဘာညာနဲ့မေးနေကြပါတယ်။ ဆရာတော်ကလည်းသူတို့ကဘာဖြစ်သွားတာလဲလို့ဝူခွန်းကိုမေးလိုက်တာပါဝူခွန်းကသူတို့ဂါရာနဲ့စုပ်ထားဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ဝူခွန်းကဓမြလေးကိုဂျိုးနဲ့တုတ်ပြီးတော့မှတ်ပုံနေနေဆေးရမယ်လို့ပြောလိုက်တာပါစောင်းချင်းကဂျိုးမှမရှိတာလို့ပြောတော့ဝူခွန်းကဂျိုးတွေကိုဖန်ဆင်းပြီးတော့အားလုံးကိုဂျိုးနဲ့ချီထားလိုက်ပါတယ်နောက်တော့ဝူခွန်းကခီးဆက်ကြဖို့ပြောတဲ့အခါဆရာတော်ကသူတို့နိုးလာရင်ဘယ်လိုလုပ်မလဲလို့ပြောလိုက်ပါတယ်ဇုံခုံကတော့သူတို့နိုးလာတော့ဘာတတ်နိုင်မှာလဲလို့ပြန်မေးလိုက်တာပါဆရာတော်ကတော့ဓမြလေးကိုမတတ်ဖို့ဝူခွန်းကိုဖြောင်းဖြားနေတာပါ ဝူခွန်ဆရာတော်ကိုအေးဆေးထိုင်ခိုင်းလိုက်ပြီးတော့အားလုံးသတိရအောင်ပြန်လှုပ်လိုက်ပါတယ်။ဓမ္မရီကလည်းသတိရလာပြီးတော့သူတို့ကလူကောင်းတွေဖြစ်ကြောင်းနဲ့သူတို့ကိုလွှတ်ပေးဖို့ပြောလိုက်ပါတယ်။ဇုံခွန်ကလည်းဟမ်ဓမ္မကလူကောင်းဖြစ်မှလားဟဲ့လို့မေးလိုက်ရင်းနဲ့ဒီပိုင်းလေးကဒီမှာခိတ္တခဏပြီးဆုံးသွားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့နဲ့တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျဆိုတော့နောက်နေ့မှလည်းအပိုင်းဆက်ဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ပြီးနားကောင်းအောင်နှိပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဒီနေ့မှအစားဆုံး live ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်ပေးခဲ့ကြတဲ့ညောင်ချေသူပေါင်းတို့တော်ကောင်းတို့တယောက်ချင်းတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျကျွန်တော်အန်ခင်မူပါ